ရှင်ဆရာအမွေးတွေကိုရိပ်ရမယ်။အော်ငါညီမရယ်ဆရာကိုယ်တိုင်မရိပ်ပေးပါဘူး။ဒီကတက်ကျင်တဲ့နက်စမကူလေးတွေအနေနဲ့ပြောရှိပေးလိမ့်မယ်နော်။ဆရာမရိပ်လို့မရဘူးလား။ညီမငါညီမရယ်ဘာဖြစ်လဲဆိုတော့ငါညီမရယ်လက်ကောင်းကလေအခုအဆင်ပြေမှရောက်နေပြီဆိုတော့ခွဲစိတ်မောက်ရရမှာ။ခွဲစိတ်ဖို့အတွက်ကြောက်လဲပိုးဝင်မှာဆိုလို့ငါညီမရယ် favorite အရာမဖြစ်မနေခြုံရှင်းပေးရမယ်နော်။ဘာခြုံလဲဆရာအမေဆုံးတော့ဖြစ်နေပြီ။ အမေဆုံးတော့မကလို့ဘာကြီးပဲဖြစ်နေဖြစ်နေဒီကနတ်စီမလေးရှင်းပေးလိုက်မယ်နော်အခုပဲနတ်စီမလေးတယောက်ကိုလုပေးလိုက်မယ်ခင်ဗျဟုတ်ဆရာခေါ်ရဆိုလို့ရှိရင်အော်ဟုတ်တယ်ကန်နရီဒီနေ့အခန်းနံပါတ်1ကလူနာကိုဆရာအသေးစားခွဲစိတ်မှုလုပ်ဖို့ရှိရယ်အဲကန်နရီ private area ကိုရှင်းပင်လေးလုပ်ပေးလိုက်နော်ဟုတ်ကဲ့ပါဆရာ ဟာလူနာအမွေရိတ်ခိုင်းတာရိတ်ရင်ရိတ်ထားရှင်နေရောလဲကန်ရီနေဟုတ်ဆရာမြေခန့်နံပါတ်1ကလူနာရှေ့ပြင်လောက်ခိုင်းထားလေနင်ဘယ်လိုလုပ်လိုက်တာဆရာခုကိုဟောက်ကိုခွဲခန့်ထဲမှာရိတ်ခဲ့ရတယ်နင်ဟာအလုတ်ဘလူလောက်တာရောဆရာခန့်နံပါတ်1ကလူနာကိုတေချာလေးလုတ်ခဲ့ပါတယ်ဟာလေလူနာအခုရိတ်အခုပြန်ပေါက်လာရဲဆိုတဲ့သဘောမျိုးလား ဟုတ်လောက်လေဆရာကြီးအဲ့လူနာကလေအမွှေးတော်တော်တန်နေဇလုံးလောက်တော့ရှိတယ်မဖြစ်နိုင်တာကန်နရီရဲ့အခုသူ့ဟာလေလက်သူထွာလောက်ရှိရထိုးထိုးထောင်ထောင်နေတကယ်စိတ်နှောက်ရှက်ဖြစ်တယ်တိလားဆရာဆရာတိချာလုခဲ့တာကိုကန်နီပြန်တော့ချက်လိုက်မယ်နော်အမဆောနာဒီခမလေးညီမတေချာလေးရှိပြီးလုပ်ခဲ့နော်ဟုတ်တယ်လေညီမတေချာလို့ပေးခဲ့လေမနင်းနေသူနေသလိုလိုပဲကြားရင်တော့ဆရာသမီးမမ 要比要比，跟我要比，要比。 ်ဇမညီမလေးနေလို့ထိုင်လို့မကောင်းဘူးဟိုဟာလက်ကောင်းပြဖြစ်နေလားမသိဘူးရှင်ရုပ်ကထဲမှာလည်းညီမလည်းရှက်လို့ကြိတ်ညီမကိုကြည့်ပါလေဟိုရွက်ထောင်းတဲ့ဒီရွက်ထောင်းတဲ့တဲ့တနေ့တနေ့ပိုပြီးမှဆိုးလာသလိုခံစားနေရလို့ဇမဟောအမရေဒါကတော့ရှက်စရာမလိုပါဘူးဒီစိတ်ခါမှာကလက်ကောင်းရောကနေပတ်သက်ပြီးတော့စစ်စစ်ယုံတာမှာကခွေးစိတ်ကူတာမှုကိုလည်းခံယူလို့ရတယ်မအိုးဇမရေပြောင်းပြီးရပါပဲရှင်ဟုတ်ကဲ့အဲ့ဆိုခဏလေးထိုင်ပါဦးဟုတ်ကဲ့โอ้ ငါ့ညီမအနာခွဲဆဲလိုက်မှရမယ်နော်။ဆရာခွဲဆဲလိုက်ရင်နေလို့ထိုင်လို့ကောင်းတော့မှလားယင်။ဒါပေါ့။အဲ့ဆိုခွဲဆဲမယ်ခွဲဆဲမယ်ဆရာ။ဟုတ်ပြီအဲ့ဆိုရင်ငါ့ညီမရဲ့ private area ကိုအမွှေးရှိပင်လို့ပေးရမယ်နော်။ငါညီမရဲ့ private key ကိုအမွှေးရှိပင်လို့ပေးရမယ်နော်။တော်ဆိုနေအောင်ဘာလို့ရိတ်ခင်ရတော့။ဒီပြီးပြီဆရာ။ နာဆောင်လေးရင်းရတယ်ဆင်းလို့နာဆောင်လေးရင်းရတယ်ဆင်းလို့အရောကြံသူကိုစေခန့်မှာလေကောင်းယောဂကိုစံသက်စစ်စီကုသနိုင်တယ်လို့မြင်သားစီတိတ်ခန္ဓာကိုယ်နဲ့အလုံးအကျင့်များကိုစစ်စစ်ကုသနိုင်ပါပြီ။နာမကျမ်းမြစ်စစ်စေးပါ။အရောကြံမှာစိတ်ချပါ။